်မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးမှာတွတ်တော်အမတ်လောင်းတွေရဲ့လုံကြုံရေးနဲ့မဲယုံတွေကိုကင်းဆောင်ဖို့အတွက်သူတို့စစ်တလောက်ခံပြစော့တီဝေးဘီသူစစ်တွေနဲ့လုံကြုံရေးအဖွဲ့တွေကိုရွေးကောက်ပွဲဆိုင်ရာရဲတွေအဖြစ်အသုံးပြုမှာဖြစ်တယ်လို့ဆိုပြန်ပါတယ် မွန်ပြည်နယ်မြို့တော်မြို့နယ်ကအချက်ပစစ်တလက်အောက်ခံကမာဝတ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးနယ်ကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးအုပ်ချုပ်ရေးမှုအပါအဝင်နှစ်ဦးကတော့အသေးသေးတိတ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အချမ်းဖတ်စစ်တပ်ကသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးမှာလွတ်တော်အမတ်လောင်းတွေရဲ့လုံကြုံရေးနဲ့မဲယုံတွေကိုကဲဆောက်မှုအတွက်သူတို့စစ်တပ်လက်အောက်ခံပြူစောထီတွေ ပြည်သူစစ်တွေနဲ့လုံခြုံရေးအဖွဲ့တွေကိုရွေးကောက်ပွဲဆိုင်ရာရဲတွေအဖြစ်အသုံးပြုမှာဖြစ်တယ်လို့စစ်တပ်ပြည်ဒဲရေးဝင်ကြီးဌာနသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိအချက်ဖက်စစ်တပ်ကလုံမဲ့နိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲအတူကြီးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုသူတို့စစ်တပ်ရဲ့ပြည်ဒဲရေးဝင်ကြီးဌာနကအဓိကတာဝန်ယူပြီးရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဦးဆောင်အဖွဲ့အဖြစ်တာဝန်ယူမှာဖြစ်တယ်လို့ဆိုပါတယ်။တစ်ဖက်က လွတ်တော်အမတ်လောင်းတွေရဲ့လုံခြုံရေးနဲ့မဲယုံတွေကိုကင်းဆောင်မှုအတွက်ကိုတော့ရဲတပ်ဖွဲ့ကရွေးကောက်ပွဲလုပ်မဲ့နယ်မြေတိုင်းကိုမလုပ်ပေးနိုင်ပဲအင်အားမလောက်တဲ့အတွက်အဲ့ဒီနေရာမှာသူတို့စစ်တပ်လက်အောက်ခံပြူစောတီတွေပြည်သူစစ်တွေနဲ့လုံခြုံရေးအဖွဲ့တွေကိုရွေးကောက်ပွဲဆိုင်ရာရဲတွေအဖြစ်အသုံးပြုမှာဖြစ်တယ်လို့စစ်တပ်ပြည်ထရေးဝန်ကြီးဌာနတတိယအရှင်မြတ်ကပြောထားပါတယ်။အဲ့ဒါကလည်းရွေးကောက်ပွဲကာလမဲဆွဲစီယုံရင်းနဲ့ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိပဲဖြစ်သလိုစစ်တပ်ကတော့ ရွေးကောက်ပွဲလုံးမဲ့နေမည်ကိုအဓိကလုံခြုံရေးယူပြီးကြံတဲ့ရွေးကောက်ပွဲတစ်ခုလုံးအတွက်လုံခြုံရေးအတွက်ကိုစစ်တပ်ရဲ့ပြည်ထောင်ဝင်ကြီးဌာနကအဓိကတာဝန်ယူစီစဉ်ညွှန်ကြားနေတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်စစ်တပ်ရဲ့ပြည်ထောင်ဝင်ကြီးဌာနကနေနိုင်ငံရေးပါတီတွေစီမဲဆွဲစည်းရုံးမဲ့ကာလလုံခြုံရေးအတွက်အခုရပိုင်အတွင်းမှာပဲစတင်ဆက်သွယ်လာသလိုညှိနှိုင်းမှုတွေလုံနေပြန်တယ်လို့လည်းကြံ့ဖွဲ့ပါတီတည်င်းအရှင်မြင့်ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့ အချင်းဖက်စစ်တလောက်ကရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကပါစက်တင်ဘာလ25ရက်နေ့ကပဲသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါဝင်မဲ့နိုင်ငံရေးပါတီတွေကိုမဲဆွဲစည်းရုံးတဲ့အချိန်လိုက်နာရမဲ့စီမင်းစီကံကိုးချက်ကိုပါခန့်တီတီနဲ့ထုတ်ပြန်ခဲ့ပါသေးတယ်။အဲ့ဒီစီကံချက်တွေထဲမှာအဓိကကတော့သူတို့စစ်တပ်ရဲ့ဂုံတိုက်ခါကိုထိကိုက်အောင်ပြောဆိုပြီးမဲဆွဲစည်းရုံးတာတွေမလုပ်ဖို့ဆိုတဲ့အချက်ကစပြီးတော့တတ်မှတ်ချက်ကိုးချက်ကိုထည့်သွင်းထားပြန်တာပဲဖြစ်ပါတယ်။လက်ရှိအချက်ဖက်စစ်တပ်က တို့အတွက်ဘတော့မှအနိုင်မရခဲ့တဲ့ပြိုင်ဘက်ပါတီလည်းဖြစ်မြန်မာနိုင်ငံရဲ့ပြည်သူတွေတောင်းတောင်းဖြတ်ဖြတ်ထောက်ခံအားပေးတဲ့ဒေါအောင်ဆန်းစုကြည်ဦးဆောင်ရာအင်အားကြီး NLD ပါတီကိုပယ်ဖြတ်ပြီးမှတို့စစ်တဲ့စိတ်တိုင်းကြပါတီတွေကိုလက်ဝါးချင်းရိုက်လိန်လေဖန်တီးထားတဲ့ရွေးကောက်ပွဲအတူကြီးကိုတနိုင်ငံလုံးမလွှမ်းချုပ်နိုင်တဲ့အပြင်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့တွေနယ်မြေတွေမပါဘဲနဲ့တို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာသာအတင်းအကျပ်ပြုလုပ်ဖို့စီစဉ်နေတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျ။ ဖက်မှာတော့မွန်ပြည်နယ်မြို့တော်မြို့နယ်ကအချက်ပစစ်တလက်အောက်ခံကမာဝတ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးတဲ့ကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးအုပ်ချုပ်ရေးမှုအပါဝင်နှစ်ဦးကတော့အတိအသင့်တုံကြပြန်ပြီလို့ဒေတာကန်ပြည်သူတွေကပြောပါတယ်ဖြစ်စဉ်ကတော့အော်တိုဘလာ၄ရက်နေ့မနက်ပိုင်းကပဲမြို့တော်မြို့နယ်ကအချက်ပစစ်တလက်အောက်ခံကမာဝတ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးကိုအမည်မသိတနသမားတွေကကားနဲ့လာပြီးဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်ဆိုပါတယ်အဲ့ဒီလိုပစ်ခတ်မှုဖြစ်စဉ်အတွင်း စစ်တလောက်ခံကမာဝုတ်ကြီးကအုတ်ချုပ်ရေးမှုအပါဝင်နှစ်ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်။အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမူတုံမြို့နယ်အတွင်းစစ်ရေးလှုပ်ရှားနေတဲ့တပ်ဖွဲ့တွေကတော့ထုတ်ပြန်ထားမှုမရှိသေးသလိုစစ်တပ်ကလည်းအဲ့ဒီကပြစ်ခတ်တဲ့သူတွေကိုဖမ်းဆီးရရှိရေးအတွက်လုံခြုံရေးတွေတင်းကျပ်ထားပေမဲ့ပြစ်ခတ်သူတွေကတော့လွတ်မြောက်သွားပြီဖြစ်တယ်လို့လည်းသိရပါလိမ့်။လက်တလုံးမူတုံမြို့ပေါ်မှာတော့အချက်ဖက်စတက်ကလုံခြုံရေးတွေဆက်လက်တင်းကျပ်ထားတဲ့အပြင် လူငယ်တွေကိုပါစစ်မှုထမ်းတပ်သားတစ်အဖြစ်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်လို့အဲ့လိုပြက်ခတ်ခံရပြီးတည်သွားတယ်ကမာဝုတ်ဂျေးရွာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကလည်းလူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးငွေညှင့်ရောင်းစားတာတွေလုပ်နေသူတွေဖြစ်တယ်လို့အခုတော့တည်ကုန်ကြပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာဖတ်မှာတော့ရန်ကုန်မြို့လေကအချက်ဖက်စစ်တပ်ရဲ့မြို့တော်ခမ်းမရှိစစ်တပ်ဂိတ်ဖောက်ခွဲတိုက်ခိုက်ခံရမှုအပအဝင် ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းရန်ကုန်မှာမြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့စီးရဲလှုပ်ရှားမှု၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scott Network ကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၁၄ရက်နေ့ကစပြီး30ရက်နေ့အထိရန်ကုန်တိုင်းအတွင်းကကျော်တဒါဘန်တောက်အုပ်ကလပ၊မြောက်အုပ်ကလပ၊ရွှေပေါက်ကံတကုံမြို့တဲ့အရှေ့ပိုင်း၊တကုံမြို့တဲ့အနောက်ပိုင်းလက်ကူလှိုင်းသာယာနဲ့ကော်မှုမြို့နယ်တွေမှာမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့စီးရဲလှုပ်ရှားမှုတွေရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြို့နယ်တွေမှာရှိတဲ့ အချက်ပစစ်တရဲ့လုံကြုံရေးဂိတ်တွေအပါဝင်အထွေထွေအုပ်ချုပ်ရေးမှုယုံရက်ကွက်ယုံရင်ထင်းရက်တဖွဲ့ယုံရွေးကောက်ပွဲကော်မရှင်ယုံနဲ့ရဲစခန်းတို့ကိုရန်ကုန်မြို့ပြပျောက်ကြားတဖွဲ့ UG တွေကလက်ပြပုံအဝေးထိန်းမိုင်းလက်လုံပြင်းအားမြင့်မိုင်းစတာတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်စကောနက်ဝကရောစက်တင်ဘာလအတွင်းသူတို့အတီးပြုတ်လို့ရတဲ့မြို့ပြစီရေးဖော်ဆောင်မှု၈ခုရှိတဲ့အကြောင်းနဲ့လက်ရှိအချိန်ထိအတီးပြုတ်လို့မရသေးတာတွေလည်းရှိသေးတယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန်နေရအချက်ဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပိုင်း၁စတင်ဖို့တိတ်မကြတော့တဲ့အချိန်ဒီမှာမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဘက်ကလည်းရန်ကုန်မြို့လေကောင်းပါမချမ်းစစ်တောက်တိုင်းတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လာတာဖြစ်ပါလေ။ဒါပြင်ပြီးခဲ့တဲ့စတင်ဘာလ25ရက်နေ့နဲ့30ရက်နေ့တွင်မှဆိုရင်လေလေကူးမြို့နယ်မှာစစ်တပ်အလုပ်တွေစိတ်နှဲ့ကိုနှဲ့လှုပ်ပေးနေကြတဲ့အုပ်ချုပ်ရေးမှုနဲ့ စတလောက်ခံပြူစောတိလူမိုက်တွေရှိရာအုံနေကုန်ကြေးရွာအုတ်ချုပ်ရေးမှုယုံနဲ့ရွှေပေါက်ကံမြို့တဲ့၂၂ရက်ကွက်အုတ်ချုပ်ရေးမှုယုံတို့ကိုလည်းရန်ကုန်အာမေအဖွဲ့ကလက်ပစ်ဘုံတွေမိုင်းတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျတဖက်မှာတော့မန္တလေးမြို့မှာအချက်ပစစ်တပ်ကလုံခြုံရေးတွေပုံမတင်ကျပ်ထားတဲ့ကြားကအာနာရှင်စနစ်ဆန့်ကျင်ရေးနဲ့ရွေးကောက်ပွဲအတူတိုက်ဖြတ်ရေးလူလူလှုပ်ရှားမှုကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ဒါကတော့မန္တလေးမြို့မှာအချက်ပစစ်ကောင်းဆောင်မင်းအွန်လိုင်းရောက်နေတဲ့အချိန် လုံခြုံရေးတွေပုံမတင်းကျပ်ထားတဲ့ကြာကမန္တလေးမြို့ဖယားကြီးမန္တလေးတောင်တော်ချင်းသေးကြီးနှကောင်းဈေးကြောတော်နိုင်စင်ကျုံပေးစီပင်ရုံးရှိဖယားပွဲကင်းတဲ့အထင်ကြီးလက်မကြီးတွေမှာအာနာရှင်စနစ်ဆန့်ကျင်ရေးနဲ့ရွေးကောက်ပွဲအတူတိုက်ဖြတ်ရေးလူတို့လှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။လက်ရှိမန္တလေးမြို့မှာလုံခြုံရေးတွေကိုအရင်ထက်ပိုပြီးစစ်တပ်ကတင်းကျပ်ထားသလိုအော်တိုဘာလ၄ရက်နေ့ကဆိုရင်လေအကြက်ဖတ်မင်းအွန်လိုင်းတက်ရောက်ခဲ့တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကို ဖုန်းမယူရအိတ်မသေးရထီးမယူရအုတ်ထုတ်မဆောင်ရဆိုင်ကနေကားတွေမဝင်ရမရက်ရဆိုတဲ့တားမြစ်မှုတွေအပါဝင်လုံခြုံရေးတွေအထူးတင်းကျပ်ခဲ့ပြီးမှမဲအောင်လိုက်ပွဲကိုလာရတာဖြစ်တယ်လို့လဲအဲ့ဒီပွဲကိုတက်ရောက်ခဲ့တဲ့ဆရာဆရာမအတိုင်းဝန်းကပြောထားပြီးအဲ့ဒီနောက်ပိုင်းမှာလဲမန္တလေးမြို့မှာလုံခြုံရေးတွေဆက်လက် တင်းကျပ်ထားတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုစစ်တပ်ကမန္တလေးမြို့မှာလုံခြုံရေးတွေကိုပုံစံမျိုးစုံနဲ့တင်းကျပ်ထားတဲ့ကြားကပဲမန္တလေးမြို့ရဲ့အထင်ကြီးကနေရာတွေမှာ ော်လန်လူငယ်တွေကအာနာရှင်စနစ်ဆန့်ကျင်ရေးနဲ့ရွေးကောက်ပွဲအတုတိုက်ဖြတ်ရေးလူလူလှုပ်ရှားမှုကိုပြုလုပ်သွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးတိုင်းဝန်ဒရင်းမြို့နယ်ကကြေးရွာလေးရွာကိုအချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးလူငယ်၅ဦးကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးတွားပြန်တယ်လို့ Voice of Wandering ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲအချက်ဖက်စစ်တပ်က Wandering မြို့နယ်မှာရှိတဲ့ ခံဘက်ရွာတက်တောင်စင်နဲ့အိုးမတွေ့ကျေးရွာတွေကိုဝင်ရောက်လာပြီးလူငယ်၅ဦးကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးတွားကြတယ်ဆိုပါတယ်။အဲဒီလိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုခံရတဲ့လူငယ်တွေကတော့ခံဘက်ကျေးရွာကလူငယ်၂ဦးရွာတက်ကျေးရွာကလူငယ်၂ဦးတောင်စင်ကျေးရွာကလူငယ်၁ဦးနဲ့အိုးမတွေ့ကျေးရွာကပြည်သူတချို့ဖြစ်တယ်လို့ Voice of Wondering ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပြည်သူတွေကို အကြံဖက်စစ်တပ်ကသူတို့မှာပါလာတဲ့ light track ကားတွေပေါ်တင်ပြီးခေါ်သွားကြတယ်လို့ဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရဘူးလို့ Vice of Wondering ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိအကြံဖက်စစ်တပ်ကအခု October 15ရက်နေ့မှာဖွင့်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်18အတွက်လူငယ်တွေကိုပုံစံမျိုးစုံနဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တဖက်မှာတော့အကျန်းဖက်စစ်တပ်က ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရတည်င်းကျွလာပြည်နေမှာပဲနမ်တူနဲ့တီဘောမျိုးတွေကအယသပြည်သူတွေနေထိုင်ရာနေရာတွေကိုလေနဲ့စက်တိုက်ပုံကျဲသွားမှုကြောင့်နေအိအများအပြားပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့ TNL ကလည်းထုတ်ပြန်ထားပါတယ်ဒါကတော့ဒီကနေ့အော်တိုဘာလ6ရက်နေ့မနက်ပိုင်းကပဲအချမ်းဖက်စစ်တပ်ကနမ်တူမျိုးပေါ်ကအယသပြည်သူတွေနေထိုင်ရာမြို့မှာဈေးရက်ကွက်နှစ်ကိုတိုက်လေနဲ့လာပြီးပုံကျဲသွားတယ်ဆိုပါတယ် အဲ့ဒီလိုစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်ရက်ွက်ထဲကနေအိမ်6လုံးဟာကြီးကြီးမားမားပျက်စီးသွားပြီးလူအသေးပြောက်မရှိထားဘူးလို့တော့လက်တလောတိထားရပေမဲ့ထိခိုက်ပျက်စီးမှုပမာဏကတော့တော်တော်များထားတယ်လို့နမ်တူမြို့နယ်ပြည်သူတို့ကရန်ကုန်ခေတ်တစ်ကိုဆက်သွယ်ပြောဆိုထားပါတယ်။အလားတူတစ်ဖက်ကတီပေါ်မြို့ပေါ်ကိုလည်းဒီကနေ့မနက်ပိုင်းမှာပဲအချက်ဖက်စစ်တပ်ကတိုက်လေရင်နဲ့လာပြီးဘုံကျဲသွားသလိုဘုံသီးတွေဟာဆက်သွယ်ရေးယုံဘေးကထွေအုပ်ဝင်တဲ့အင်အားဝင်းကျင်မှာကြောက်ရောက်ပောက်ကွဲမှုရှိထားတဲ့အကြောင်းကိုတီထားရတယ်လို့လည်း တီဘောမျိုးတည်င်းအရှင်မြတ်ကပြောထားပါသေးတယ်။လက်ရှိအကြံပစစ်တက်ဟာရသပြမတ်တွေကိုပါတမင်ကဥတီဘီလေချောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေရမှာဒီကနေ့အော်တိုဘာလ6ရက်နေ့မှာကြာရောက်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာတည်င်းကျွလပြည့်နေ့မှာတော့အရသာပြည်သူတွေနေထိုင်ရာနေရာတွေကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတဆက်သေးမှာပဲအကြံဖတ်စစ်တက်ကလက်ရှိ2025ခုနှစ်မေလကနေဩဂုတ်လ၄လတာအတွင်းမှာလေ လေကြောင်းတိုက်ခိုက်မှုပေါင်းအကျဉ်း800ကျော်လုဆောင်ခဲ့ပြီးပြည်သူပေါင်း604ဦးသေဆုံးထားသလိုနောက်ထပ်ပြည်သူ1300ကျော်ကဒဏ်ရာရရှိခဲ့တဲ့အကြောင်းညံလင်းတက်သူတေသနာအဖွဲ့ကအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစီရင်ခံစာအရအခု2025ခုနှစ်မေလကနေဩဂုတ်လအထိ၄လတာအတွင်းအကျဉ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမန္တလေးတိုင်းစကိုင်းတိုင်းမကွေးရှမ်းမြောက်ကချင်းပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ပဲခူးတိုင်းအေရဝတီတိုင်းတရင်းသာရီတိုင်း ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တွေပါဝင်ပြီးဘုံချင်းမှုအကြိမ်ရေတွေကအစဖော်ပြထားပါတယ်။အဲ့ဒီလိုလေးလတာအတွင်းအဂျန်ဖက်စစ်တပ်ရဲ့နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူပေါင်း604ဦးသေဆုံးထားတယ်လို့နောက်ထပ်ပြည်သူ1300ကျော်ကဒဏ်ရာရရှိခဲ့တဲ့အကြောင်းနဲ့ဘာသာရေးအဆောက်အအုံစတင်ကြောင်းစေယုံစေကန်ထိခိုက်ပျက်စီးခဲ့ရတဲ့အရေးအတွက်ကိုပါအဲ့ဒီညံလင်းတဲ့သူတေသနာအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။လက်ရှိအကြံဖက်စစ်တပ်ကတော့ နိုင်ငံတော်ကတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမျိုးတွေကိုသူတို့စစ်တပ်ကပြန်လည်လုချင်နေတဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အချိန်တစ်ဖက်မှာအရသာပြည်သူတွေနေတဲ့နေရာတွေကိုပါပိတ်မထားပြီးလေရင်နဲ့ဘုံကျဲဓာတ်တွေ drone နဲ့ဘုံကျဲဓာတ်တွေအပါအဝင်လက်နက်ကြီးပစ်ခတ်ဓာတ်တွေကိုပါတမင်တကာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကြောင့်အခုညံလင်းတဒုတိယနာအဖွဲ့ရဲ့အစိုးရကန်စာတက်ကလို့ပဲမြေပြင်မှာရသပြည်သူတိုက်စုံမှုနှုံးဟာဆက်လက်မြင့်တက်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ဒါကတော့ရေုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ